ေးမျိုးနဲ့ဟင်မန်ကျေးရွာနှာခေါင်းကြီးနှာခေါင်းလေးနှာခေါင်းကြီးနှာခေါင်းလေးရွာပေါ့နော်နှာခေါင်းကြီးနှာခေါင်းလေးရွာကဥက္ကဋ္ဌအောင်ကျော်မိုးနဲ့စရင်သူရအောင်တို့ကမင်းတည်သူစိတ်ချမ်းဆောင်မှုပဲဖောက်ပေးပါပြီရှင်ဘယ်နှယောက်ပေါက်ပါလဲဆိုတော့၅ယောက်ပေါက်ပါပါရှင်၅ယောက်၅ယောက်၅ယောက်ပေါက်ပါရဲ့ရှင်၅ယောက်ပေါက်ပါတာကိုအဆက်ထည့်ရမယ်လေဥက္ကဋ္ဌတစ်ပိုင်းကမှာ၂၄အုပ်စုရှိရဲ့အဲ့၂၄အုပ်စု၃900 3900တို့ကောက်နေပါလေရှင်3900ကောက်နေအခုလိုမျိုး3900ကြီးကောက်နေရ ရှင်တို့ဘလူကပ်ခိုင်းတယ်ဟမ်မဲပောင်ရင်မဲစနစ်နဲ့သွားရမယ်ဆိုရှင်တို့ဥပထိုင်လူစကားမှနားလဲသေးရလားအဲလူစကားမှနားလေသေးရမယ်စနစ်နဲ့သွားရမယ်ဆိုအခု3900ရောက်ကောက်ခံနေပါပြီနော်ညဆက်လေးအုပ်စုကို3900ရအောင်ကောက်မယ်လေ3900ကောက်ပြီသူကစစ်တောက်ပေးရမယ်လေဘာလေးညာလေးအောင်ပြောနေစစ်တောက်ကိုပဲစစ်တောက်ပေးရမှာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးမကြေမနက်ဖြစ်နေတဲ့ဇော်ဘုံဟိန်းခဲဦးမရဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာဒီမျိုးနဲ့ဟိမန်ကျေးရွာနှာခေါင်းဝီနှာခေါင်းလေးနှာခေါင်းဝီနှာခေါင်းလေးရွာပေါ့နော်နှာခေါင်းဝီနှာခေါင်းလေးရွာကဥက္ကဋ္ဌအောင်ကျော်မိုးနဲ့ဆရေသူရအောင်တို့ကမဲတည်သူစစ်ထမ်းဆောင်မှုမဲဖောက်ပေးပါပြီရှင် ဘယ်နှစ်ယောက်ပေါက်ွားလဲဆိုတော့9ယောက်ပေါက်ွားပါရဲ့ရှင်9ယောက်9ယောက်9ယောက်ပေါက်ွားရဲ့ရှင်9ယောက်ပေါက်ွားတာကိုပတ်စံထည့်ရမယ်လေဥက္ကဋ္ဌတစ်ပိုင်းမှာ24အုပ်စုရှိရဲ့အဲ24အုပ်စု3900 3900တို့တို့ကောက်နေပါရဲ့ရှင်3900ကောက်နေအခုလိုမျိုး3900ရေကောက်နေရရှင်တို့ဘလူးကောက်ခိုင်းတယ်ဟင်မဲပေါ့ရင်မဲစနစ်နဲ့သွားရမယ်ဆိုတော့ရှင်တို့ဥက္ကဋ္ဌကြီးလူစကားမှနားလဲသေးရလားဟင်လူစကားမှနားလဲသေးရမဲစနစ်နဲ့သွားရမယ်ဆိုတော့ အခု3900ကိုကောက်ခံနေပါပြီနော်24အုပ်စုကို3900ရအောင်ကောက်မယ်လေ3900ကိုကောက်ပဲသူကစစ်တောက်ကိုပေးရမယ်လေဘာလေးညာလေးအောင်ပြောနေစစ်တောက်ကိုဘယ်စစ်တောက်ကိုပေးရမှာဟမ်ဟဲ့ဥက္ကဋ္ဌဘယ်စစ်တောက်ကိုပေးရမှာလဲဥက္ကဋ္ဌအောင်ကြော်မို့နေအမေလင်စစ်တောက်ကိုပေးရမှာလားဟမ်စစ်တက်ကပတ်စံကောက်ခိုင်းလို့ကနေ့ကိုဟမ်စစ်တက်ကပတ်စံကောက်ခိုင်းလို့လားစရေးသူရနေစရေးလောက်တာနေဘောပင်ဘူးဘယ်လောက်ကုန်လဲစားဖို့ဘယ်လောက်ကုန်လဲ တည်သူရှိပါအဲ့လောက်မကောင်းတည်သူတွေဒုက္ခငါပေးမယ်စာအုပ်ဘောပြီးမဟုတ်ပြီလားဟင်စာအုပ်ဘောပြီးမငါပေးမယ်ငွေစရေးအလုပ်စရေးအလုပ်ငွေညို့ကိုငွေကောက်ခိုင်းရမဟုတ်ငွေစားခိုင်းရမဟုတ်အခုအောက်ချီမှာပိုက်ဆံကောက်တဲ့ကိစ္စရိုးလေးစူလျက်ပူလျက်လိုက်နေလို့ဟင်လောက်ဝတရုံဝရင်ပြီးတော့မဲစနစ်နဲ့ထုတ်လိုက်တယ်ညို့တွေအတွက်ညို့မကြိုင်ဘာတစ်ခုမှမလုပ်နော်အခုမြတ်ဆက်လေးအုပ်စုကိုတိတ်ငားရဆိုတော့ နင်တို့အမေအလင်ကိုဘယ်လောက်ပေးရမှာလဲငါ့ကိုပြောစမ်းပါအောင်ဟမ်နင်တို့ကြီးတော်တော်များနေပြီမရှိတဲ့လူတွေဒုက္ခရောက်နေတဲ့လူတွေဒုက္ခရောက်တဲ့လေရောက်နင်တို့ကထထလုံးမလုပ်ပါနဲ့အနေဝဲလုပ်စားမလို့အစိမ့်ဝဲလုပ်မှာအပြည်သူတွေအားလုံးဒုက္ခရောက်နေနော်ပြည်သူအားလုံးဒုက္ခရောက်နေငါတော့အနေအစိမ့်မခွဲကြအောင်နော်အနေချင်းမခွဲကြအောင်ငါခွဲကြတာကပြည့်ဖြတ်တယ် ကိုမြန်မာပြည်ကိုကိုပြည်ထက်ပြည်ဖြတ်တွေကိုတော့ငါခွဲရတယ်ပြည်ထက်အနည်းဆိုတာတီးတန့်ရှိတယ်အေးပြည်ဖြတ်အနည်းတီးတန့်ကိုတော့ငါပြောမယ်မလိုအပ်တဲ့ပြည်ဖြတ်အနည်းသူများနိုင်ငံမှာသွားပြီးတော့អော်ပြီးលော်ပြီးလုပ်နေပြည်ဖြတ်အနည်းတွေအေးငါမုန်းတာကနော်အចမ်းဖက်အေးအေးထုံးမြတ်နိုင်ငါမုန်းတာကနော်အចမ်းဖက်တွေငါမုန်းတာအနည်းအစိမ့်ရနီလို့စိမ့်လို့ရတယ်ဒုက္ခရောက်လာရင်ကိုမြန်မာပြည်တပြည်တည်းမှာနေတာအတူတူပဲเนาะဒုက္ခရောက်တော့အားလုံးရောက်လာတယ်မရောက်လာမှာအခုကဥက္ကဋ္ဌတွေကနလို့တွေကလည်းလေပြည်သူတွေတော်တော်ဒုက္ခပေးနေရပဲเนาะ နင်တို့ကောင်းစားဖို့အတွက်နင်တို့ပြည်သူတွေတော်တော်ဒုက္ခနေမှာတို့ဒုက္ခပြရကြည့်ကြပြေဦးနင်တို့ဒီဘဝမှာကောင်းစားပြီနောက်ဘဝမှာနင်တို့ကောင်းစားမှာမဟုတ်ဒီဘဝမှာနင်တို့စားပြီနောက်ဘဝမှာနင်တို့အမ္မဆုသေးလိမ့်မယ်သိလားနော်နောက်ဘဝမှာအမ္မဆုသေးလိမ့်မယ်အညို့လောက်ကြတယ်တော်တော်များနောက်ပြဆုံးနင်တို့တက်ကိုထိုးချတယ်တက်ကိုပြရတက်ကိုပြရဆိုရဲဥက္ကဋ္ဌကြီးစောက်တန်ထွက်လာတယ်နော်မြို့နယ်ကိုပြရဆိုရဲအတန်လေးထွက်လာတယ်နင်တို့ကောက်တာမတော်မတရားကောက်နေတိုင်းဟင်းတရာမြို့ကအုတ်အုတ်ဥတောင်းထုံမိကလာပါရှင် ။အိုးရေတဲ့အေး9000တော့များလုံးပါရှင်။ခောက်ချိုးချိုးထားလိုက်ပါနော်။ခောက်ချိုးခောက်ချိုးအောင်မရှိရလူဆိုတော့တော်တော်ဒုက္ခရအောင်ပါနော်။တဝက်တော့ချိုးချလိုက်ပါနော်။ဥတောင်းထုံးနော်။အော်တို့ကောက်တာလေးအရင်များပါတအေး9000ဆိုတော့ဒါပေမဲ့ကျွန်မတခုပြောချင်တာရှိရရှင်ဟိုဘနောအစင်ပြေတဲ့လူနဲ့အစင်မပြေတဲ့လူနဲ့မျိုးမျိုးနှစ်စားခွဲပါနော် လူမျိုးနှစားခွဲပါသွားတဲ့လူတွေကိုလည်းပေးရမှာဆိုတော့နော်လူမျိုးမျိုးရဆိုတာဒါပေမဲ့တက်မတော်ကြီးကတက်မတော်ကြီးကငွေကြေးကောက်ခံမှာသွားမဲ့လူတွေငွေကြေးကောက်ခံပြီးမှဒီတာဝန်တန်းနှန်းထမ်းဆောင်မှာဒီတီဒီနော်မပါပါဘူးနော်ငွေလည်းမကောက်ခိုင်းပါဘူးအလဲကြရင်သူ့အလဲသူသွားကိုအလဲသူသားကြောသားကြောသားရင်သားမခွဲချမ်းနော် မတို့တတ်မတော်မှာကြောသားရင်သားမခွဲချဥပဒေမှာဆိုလဲဒီတိုင်းပဲကြောသားရင်သားမခွဲချအုပ်အုပ်တို့လဲကြောသားရင်သားမခွဲချပဲနဲ့เนาะဟိုဘလို့ရက်ွက်တဲ့ရက်ွက်ဆိုခေါ်ခေါ်ပြောကိုသားသမီးရအစကိုတူသားတွေရအစအကုန်လုံးအများအရှိမမဲကိုနိုင်ပါเนาะမဲကိုနိုင်ပါမဲစနစ်နဲ့အဲ့တလိုနိုင်ပါအဲ့လိုနိုင်ပောက်တဲ့လူကိုအရင်ပောက်တဲ့လူကိုသူ့စီလျာအတိုင်းအရင်ပောက်တဲ့လူကိုအရင်သွားပထမပောက်လို့ပထမဒုတိယပောက်လို့တော့တာမနော် ကို့သွေးသားကြတော့ဥထားပြီးတော့သူများသွေးသားကြီးရတော့မရက်စပါတဲ့ရှင့်နော်မရက်စပါတော့မလုတ်သိမလုတ်ထိုက်တာတော့မလုတ်ကြပါလေလို့ကျွန်မတောင်းဆိုပါတယ်နော်ဒီတိုင်းရရက်ခံပါတယ်နော်ဟုတ်ဟုတ်နော်ဟုတ်ဟုတ်လို့ပြန်နေရာဝတီတိုင်းမှာဆိုရင်ဒီနေရာတွေမကတော့အေယာဝတီတိုင်းတတိုင်းလုံးအေယာဝတီတိုင်းတတိုင်းလုံးဖြစ်နေရနော်အလေးကြော့ကံဘက်လပုတ်တာဘီတုမဦးပင်နော်မော်ဂျွန်းဝက်ခမမြောင်းမြနော် ARR တိုင်းမှာအကုန်လုံးဖြစ်နေတာเนาะအကုန်လုံးဖြစ်နေတာเนาะနောက်တစ်ခုရှိသေးတယ်ကိုဘကိုပိတ်ဆိုင်ကောက်ပြီးတော့စက်ကိုပေးရတာဆိုအတန်မထွက်နိုင်เนาะမကြားချင်းနားခါမကြားချင်းရှင်တို့ကိုတမတော်ကပိတ်ဆိုင်ကောက်ပါပိတ်ဆိုင်ကောက်ပါပိတ်ဆိုင်ပေးပါဆိုတော့လုံနေရမဟုတ်ရှင်တို့ကိုရဲရှင်တို့ကရှင်တို့ကပါရှင်တို့ပိတ်ဆိုင်ကောက်ပါရှင်တို့ကဟိုလူငယ်ညီဒီလူငယ်ညီလိုက်ညံ့ညံ့เนาะ ရဲတွေကလည်းရှင်လို့ရှိမှလက်ဝါဖြန့်ပြီးသွားမတောင်းတလို့တက်မတော်ကလည်းစစ်သားတဲ့ရပါလားရှင်လို့ရှိမှလက်ဝါဖြန့်ပြီးသွားမတောင်းရှင်လို့အုတ်အုတ်တို့ဖမရှင်လို့လှုပ်လာရှင်လို့လှုပ်ရရှင်လို့တိကြပါနော်ရှင်လို့ဖမရှင်လို့လှုပ်လာအခုတအိမ်တောင်း9000ရတော့အရန်များပါနော်မရှိရလူပိုများတယ်ဒါပြီးတိလူဦးရေများတဲ့နေရာဆိုအုတ်ဒီများကိုမစော်ကားပါနဲ့ဓမ္မတိဟာငါအုတ်ကြီးကိုစော်ကားရရမဟုတ်ငါအမှန်တရားကိုပြောရတယ်နော် ုတ်ဒီကိုစော်ကားရဲ့စကားတခွန်းမှမပါဘူးဟင်ဒီပြညာမပြောဘူးအေယာဝီတိုင်းလက်ဖို့တာမျိုးနဲ့ဂရီပါရှေရောင်းကြီးရွာတမန်ကြိုင်ကွင်းသုံးသိမ့်ဖောင်းမခန့်နော်ကွင်းသုံးသိမ့်ကဥက္ကဋ္ဌဆိုရယ်ကောက်နေတာပဲနော်မင်းကအောက်ကြီးမစော်ကားတဲ့ကွင်းလုံးစင်ကအုတ်တို့ရွမိရဖားဆိုရှော်ချောင်းမှနေရတယ် ရှော်ရောက်มาနေတာငါအမျိုးတည်းပြောပါပဲနော်အမျိုးတည်းပြောပါဘာဖြစ်လို့လဲအမျိုးပြောပါအဲ့အမျိုးတည်းကအမျိုးဖြစ်ရင်ဖြစ်နေပြီနော်ဘာကြမ်းငါညီကောင်မကြီးထဲနေရတော့ငါပြောမှာမကျေနိုင်ရင်ငါအမျိုးတွေအောင်ငါဘယ်နေရာမှာနေတယ်ဆိုသိတယ်မတည်နိုင်ရင်လိုင်းဝိုင်းချဲရင်ချဲအပြင်မှာချဲလို့ရကြက်ကြက်မှာချဲလို့ရနော်ဟင်အကြီးကိုမစော်ကအံ့ဩပါနင်းကတလ9000တသိမ့်ပေးနိုင်ပြီမကျန်တဲ့လူမပေးနိုင်နားလေလားလူငနွားကောင်ရဲ့ ဟမ်လူပုံစံကပိန်ချက်ချက်နဲ့ငဖောင်ရိုးရုံနဲ့စက်ဖြဲဖြဲကောင်ရဲ့ဟမ်ညာငောက်လာပြောဆရာလုံးနေနော်အစော်ကားနေရမဟုတ်ငါအမှန်လေးပြောနေနေရနေတဲ့အတိုင်းမှာငါပြငါတယောက်တည်းပြောတဲ့စကားမားသလားငါပို့ရဲ့အောက်မှာအရောက်ပေါင်းညာနဲ့ချီရလူကပြောနေတွေ့ရနော်အေးအအမှန်လေးပဲနော်အအမှန်လေးပဲသိတာ မှန်တရားပို့တဖို့ရဲ့အောက်မှာရှိပြီတာပဲနော်မောကျော်ကဆိုတဲ့တရေဖို့တဲ့ဒေသရဲ့ညီမာရဲ့တရေဖို့တဲ့အများကြီးပဲနော်အများကြီးပို့တိုင်းတော့ငါမပြောနိုင်ဘူးဒီမှာတပြည့်ဟိုင်မတင်အားလို့ဒီနေ့တရေနေပါတယ်တဲဒီကရမာတွေဝင်ကြည့်တာပို့ပဲရပွဲရခွေးတတ်တတ်ရဲ့တမျိုးနော်ဒီလား အဲ့ဒီလိုမစော်ကားပါအဲ့စကားတခွန်းအဲ့အဲ့ကောမတ်ကိုနင်းရုပ်သိမ်းရုပ်သိမ်းနင်းမရုပ်သိမ်းလို့ရှိရင်တော့နေ့တိုင်းနေ့တိုင်းမျိုးငါပြောနေရနိုင်မယ်နော်ပြီးတော့နင်းကအုတ်ကြီးနဲ့ဗာလဲဖိန်လို့ဖိန်ခံဟမ်အုတ်ကြီးနဲ့ဖိန်လို့ဖိန်ခံလားအေးငါညီကောင်မတွေကအနေနဲ့အရေးရမှရှိရဲ့တိတ်တာအဖေဘက်နဲ့အမေဘက်မျိုးစုကရှိပြီလားနော် ။ဟိုကရားပြည်နယ်တောင်မြို့အကုန်ရှိပြီးသားအမျိုးတွေအများကြီးနော်တပ်ပုတ္တစပိုင်တို့နော်။အေးအမျိုးကငါအမျိုးထဲမှာဥက္ကဋ္ဌကတော့မရှိဘူး။ကျွမ်းမီရွက်ဖားတော့ရှိတယ်။အေးအဲ့ငါအမျိုးထဲငါပြောမှာပဲ။စားနေတောက်နေကြတာတို့တို့မရတယ်တို့တို့သားသမီးတို့မိတောက်စုတယ်စားတောက်နေရ။နော်ငါရဲ့အမျိုးထားလိုက်ကျန်တဲ့လူအင်္ဂလာပါရှင်ကျမမသိတော့တခုမေးပြရတယ်ရှင် PDF ရှိရနေရဆို PDF ရှိရနေရဆိုတင်ញံကိုတခုပဲ agent လဲဆိုဟုတ်ပါသလားရှင်ဟုတ်ပါသလားရှင် PDF ရှိရနေရမှန်သမျှလေဆိုတင်ញံကိုရှိရနေရပဲ agent လဲဆိုဟုတ်ပါသလားရှင်အခုလဲဒီလိုပဲအုံးလေးတက်မတော်ကဘယ်လောက်ကြွားလာတို့တော့ကနိုင်တာတက်မတော်ကဘယ်လောက်သေးကုန်တာလဲပြောနေကြတာပြောနေကြတာနော်ဟောနောက်ပြီးတော့ပဲတက်မတော်ကတို့တို့ကိုတက်လို့သေးတယ်ဖြစ်ပြန်ရော အာရဒီဒီဘတ်စစ်တက်ကောင်လေဘလို့ပြည်သူတွေဘလို့တတ်တာပြည်သူတွေအမှန်မှာတော့ပြောထားမယ်နော်ညတော့ကပြည်သူတွေမဟုတ်ဘူးတပုံနေတပုံနေနော်တပုံနေတောင်ပေါ်ဒေသမှာတို့ကျောင်းတွေမှာတပုံနေခိုးအောင်နေနော်ကျောင်းတွေမှာတပုံနေခိုးအောင်နေတယ် လူမရှိတဲ့အိမ်တွေမှာတပုံးတွေနေတယ်နော်လူမရှိတဲ့အိမ်တွေချို့တယ်လေအညာဒေတာမှာလေးထွက်ပြေးနေကြရတဲ့နေရာတွေရှိပါတယ်နော်နေရာရှိတဲ့တောင်ပေါ်ဒေတာတွေမှာထွက်ပြေးရညာဒီအိမ်တွေမှာတပုံးတွေဝင်နေပါတယ်နော်ဒီအိမ်မှာတပုံးတွေဝင်နေပါတယ်နောက်ပြီးဒီလိုမျိုးသတင်းတွေသူတို့နားရပြန်အောင်ဘူးတွေသတင်းပို့ရတဲ့ဆိုပြီးတော့သူတို့ကရွာသားတွေကိုသူတို့တွေရမ်းတယ်မဲတယ်ပတ်တယ် အားကြောင့်မို့ကျွန်မအနေရဒေတာတွေတော့တိတိကျကျရရထဲမပြောပါဘူးရှင်တော့ပြည်သူတွေအသက်ခံနေရမှာပြည်သူတွေကိုပြောမှာအခုလိုမျိုးပြောနေတယ်လူပဲတို့ကတိကျလို့ရှင်တပ်ပြန်ရောတို့တို့အမှန်တရားတွေတို့ကလက်မခံဘူးဘသူပဲပြောပြောတို့ကတတ်ဖို့ပဲစင်တာတို့တို့အုံတော့ထမတ်တတ်မယ်အခုကတောက်ရုံလိုမကောက်ရှင့်နော် သူကလူပါတတ်ပြီးစားနေတဲ့အဆင့်ရောက်ပြီးတော်တယ်မှာနော်လူပါတတ်ပြီးစားနေတဲ့အဆင့်ရောက်ရောက်နေပြီးတပုံနေမှာနော်လူသားစားနေကြပါရှင်စားပြီးတော့နော်တပုံလေးလူသားစားပြီးတော့စားနေပါပြီနော်တို့တို့တွေလုံးဝအစားအတော့တွေအခက်အခဲတွေလုံးဝဖြစ်နေပါပြီတချို့တလေခလေးတွေဆိုပြန်ထွက်ပြေးလာရခလေးဟိုးကြားလိုက်မှာပေါ့ဒီကြောင်းမပိတ်ခင်ကခလေး၃ယောက်ပျောက်တယ်ပျောက်တယ်တန်လင်းမှာခလေး၃ယောက်ပျောက်တယ်ဆိုတာခလေး၂ယောက် ပြန်ရောက်လာပါပြီเนาะ PT အထဲအရင်ကလေးနှစ်ယောက်ပြန်ထွက်ပေးလာတယ်တက်ယောက်ကတော့ကြံလေးတယ်ဒါပြင်နဲ့ကျွန်မစပြီးတော့ကလေးလေး PT ထဲဝင်နေရဘယ်နေရာဘယ်ဒေသမှာမပြောပါဘူးမိဘတွေအဖမ်းခံရမှာဆိုလို့ကလေးတွေကမလိမ်ပါလို့မိဘကစူလိုက်လို့ကလေးတွေကအိမ်ပေါ်ဝင်ဆင်းပြီးတော့ဒါမိဘတွေမသိတဲ့ကိစ္စမို့လို့เนาะမိဘတွေမသိဘူးသူတို့သဘောနဲ့သူတို့ PT အထဲဝင်သွားတာအကြံဖက်ရောက်အခုကလေးတွေက အနေရောက်ပြန်လာရောက်လာပါပြီเนาะအနေရောက်ပြန်ရလာတယောက်ကတော့အကျန့်ဖက်ထဲမှာပျော်မွေ့နေပါတယ်เนาะသူတို့တွေဟိုမှာနေရောကျဟိုမှာနေရာဘာမှမစားတာတို့အိမ်မလိုအောင်မစားတာတို့ဘလို့ငါနဲ့အတုတ်ခံတာတို့ဘလို့အစဲခံတာတို့เนาะအကျန့်ဖက်တွေထမင်းငန်းနေပါပြီရှင်ကြည့်သူရင်ရှင်မလဲရသလောက်လှူနေပါလေရှင်ခင်ဗျားအနေနဲ့တိုက်နေပါလေရှင်အကျန်းဖက်တွေအေးအကျန်းဖက်တွေနဲ့ ဓမြခေါင်းဆောင်တွေနဲ့ပူပေါင်းနေပါတယ်ရှင်။ပလောဝမြို့နယ်တွင်စစ်ပေးရှောင်ပြည်သူများဤနေအိမ်များတွင်ရခိုင်မှရွှေပြောင်းလာသူများကဝင်ရောက်နေထိုင်။အာရခတ်တတော် AA ထိမ့်ချုပ်ထားသည့်ချင်းပြည်နယ်ပလောဝမြို့နယ်တွင်လူနေထိုင်ခြင်းမရှိသည့်စစ်ပေးရှောင်ပြည်သူများဤနေအိမ်များတွင်ရခိုင်ပြည်နယ်မှရွှေပြောင်းလာကြသူများကဝင်ရောက်နေထိုင်နေကြကြောင်းဒေသခံများထံမှသိရှိရသည်။ရင်းကဲ့သို့နေထိုင်ရာတွင်အိမ်ပိုင်ရှင်များ၏ခွင့်ပြုချက်ဖြင့်နေထိုင်ခြင်းမဟုတ်ပဲ အာရခတတ်တော် AA ခွင့်ပြုချက်ဖြင့်နေထိုင်ခြင်းဖြစ်ကြောင်းသိရှိရသည်ကျွန်တော်တို့အိမ်မှာမြောက်ဥဘက်ကလူတွေနေတယ်ကျွန်တော်တို့နေဖို့ခွင့်မပြုဘူးလို့ပြောပါတယ်သူတို့က AA ရဲ့ခွင့်ပြုချက်နဲ့နေတာပြောဆိုရင် AAC မှာသွားပြောပါတယ်တခြားအိမ်ရှင်မရှိတဲ့အိမ်တွေမှာလည်းအဲ့လိုနေကြတယ်သူတို့ကြည့်ရတာနေလာတာအတော်ကြာပြီထင်တယ်ဟုပလဝမြို့မြို့မရက်ကွက်မှာအမျိုးသားတအူးကအေယာဝတီတိုင်းကိုပြောသည် လဝမြို့နယ်တွင်စစ်ကောင်စီကင်းစင်သွားတော့လေစစ်ကောင်စီတပ်ဤ၄ချောင်းတိုက်ခိုက်မှုကြောင့်စစ်ပေးဆောင်ပြည်သူများသည်နေရက်ပြန်မလာနိုင်ကြသေးပဲရင်းတို့စစ်ပေးဆောင်သည့်နေရာတွင်နေထိုင်နေရဆဲဖြစ်သည်ထို့ကြောင့်နိုင်ငံရေးအခြေအနေအတိုင်းအတာတစ်ခုထိကောင်းသွားသည့်ချိန်တွင်စစ်ပေးဆောင်ပြည်သူများသည်ကိုယ်ပိုင်နေအိမ်များတွင်ပြန်လည်နေထိုင်မည်ဖြစ်သည့်အတွက်ယခုကဲ့သို့နေအိမ်များတွင်တခြားသူများနေထိုင်စေခြင်းသည်ဥပဒေမဲ့လောက်ရဖြစ်ကြောင်းပြောဆိုကြသည် ကျွန်တော်ကိုအချိန်တန်နိုင်ငံရေးကောင်းသွားရင်ကိုအိမ်ပြန်လာကြမှာပါပြီးတော့ကျွန်တော်တို့ကကိုအိမ်လုံးဝပြစ်ထားတာမဟုတ်ဘူးတေချာတော့ခတ်ထားပြီးထားခဲ့တာပါပြီးရင်အချိန်နေကောင်းရင်ကောင်းတယ်လို့လာကြည့်တယ်တန်ရှင်ရေးတွေလုပ်တယ်အခုအိမ်မှာတခြားလူတွေနေတယ်အချိန်နေရဒုက္ခရောက်နေလို့စစ်ပေးရှောင်တွေနေတယ်ဆိုရင် ခွင့်ပြုတယ်အခုကအဲ့လိုမဟုတ်ဘူးကျွန်တော်တို့အိမ်မှာနေပြီးစီးပွားရေးတွေလုပ်နေတာပါဟုပလောဝါမြို့နယ်တရွန်အိုင်ရွာမှအမျိုးသားတအူးကအေယာဝတီတိုင်းကိုပြောသည် စပြောပါရှင်ချစ်သူဝေချစ်သူဝေမြန်မာပြည်မှာလုံးဝအလိုမရှိပါနော်ချစ်သူဝေမြန်မာပြည်မှာအလုံးဝအလိုမရှိရသူကစော်ကားကြသူကဘာသာကြီးကျမတို့ဗုဒ္ဓဘာသာဖရားတွေကိုသူအတကုံစော်ကားနေရနော်သူကအဓိကစော်ကားတာသူကဘာသာကြီးကိုစော်ကားဗုဒ္ဓဘာသာဖရားကိုသူက ဒီကဆိုတာဒီ10ရောက်ထဲမှာသူပထမထိတ်ဆုံးကဖြူဖြူကြောတဲ့ဒုတိယမှာချစ်သူလုံးဝအလိုမရှိပါတတိယမှာချမ်း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 ဆိုလေကျွန်မတီးပြီးမှလိုင်းတော့ယွန်လို့သိတာမကြည့်ဘူးယွန်လို့မကြည့်ဘူးသိတာနော်ယွန်လို့မကြည့်ဘူးနော်ကြံတဲ့လူပြေသူ့ဟာရဲ့သူအကုန်လုံးအပြစ်ကြီးအပြစ် ဒီနှုတ်နဲ့ကျူးသွန်ထားတဲ့သူတွေကိုဒီအတိုင်းနဲ့မကြည့်နေပါနဲ့ဘောပင်လေးကင်မီစာအုပ်မှာလက်မှတ်ထိုးပြီးပြီးစရာမလိုဘူးကျန်တဲ့ပြည်သူတွေတောင်မှအချုပ်တဲ့တန်းဝင်လိုက်ထောင်တဲ့ကျန်အခုအခုကြည့်လေဥပမာနဲ့ဒီမှာနိုင်ရှင်ပြမယ်ဇော်ဘိုးဟိန်းနော်ဇော်ဘိုးဟိန်းကချစ်သူဝေးလို့လို့ဖြူဖြူကြော်သိန်းတို့လောက်အစလေးလောက်ပဲရှိတယ်အစွန်းထွက်ပဲရှိသေးတယ် ေးအဲ့အလှလေးတော့မှအချုပ်လက်ချက်ချင်းရောက်တယ်နော်ဒီဖြူဖြူကြော်သိန်းကိုချမ်းချမ်းလို့ချစ်သူတွေဆိုတာမြန်မာပြည်တပြည်လုံးတိုင်းပြည်တပြည်လုံးစုပူပုံကြွအောင်လုပ်နေတဲ့လူတွေနော်သူများသားသမီးတွေလည်းနှုတ်ဖြင့်တတ်နေတဲ့လူတွေနှုတ်ဖြင့်အသက်ပေါင်းများစွာတတ်နေတဲ့လူတွေเนาะနှုတ်ဖြင့်အသက်ပေါင်းတတ်နေကြပါเนาะ 2015မှာတည်းကခွက်ခေါက်ခွက်ခေါက်ပြီးတော့အွားအိအတွက်ပါဆိုပြီးတော့မွေးနေ့ပြတာခွက်ခေါက်ပြီးတော့အလူခံတဲ့ငွေတွေကလူတက်ဖို့လူတက်လူတက်ဖို့ခံတဲ့ငွေတွေနော်သူပိတ်ဆံပေးပြီးတော့လူတက်ခိုင်းနေရနော်ပိတ်ဆံပေးပြီးလူတက်ခိုင်းအဲ့လူတယောက်ကတတ်လို့ရှိရင်သူတို့အတွက်သိန်းကို10နဲ့မချိဘဲနဲ့လူတယောက်ဘယ်တော့မှမတတ်ဘူးနော် သူတို့အဲ့အတွက်တိတ်နေစီချီရတာအေးသူတို့ကဟဲ့၁၀ရောက်တာအကုန်လုံးက၁၀ရောက်တော့ကသူတို့ကနှုတ်ဖြင့်လူတတ်နေတယ်လူတတ်တမားတယ်ဟမ်သူတို့ထိထိရောက်ရောက်ပြစ်ပြေးခြင်းနဲ့အထက်လူကြီးညများရှင်နော်ဘောပင်လေးကင်ကြောစာဥပမာလက်မှတ်ထိုးပေးတယ်ဒီပြင်းကြံတဲ့ပြည်သူတွေရဲ့ကြေနပ်မှာမဟုတ်ကျမတို့ကချက်ချင်းကိုတွေ့ရင်ယွန်ပါလဲဆို ကျန်တဲ့ပြည်သူတွေရယ်ဘယ်လိုလုပ်ရကျေနပ်နိုင်မှာသူတို့ကျန်တဲ့လူတွေကြောင့်အထုတ်အထုတ်တဲ့ရောက်တဲ့လူတွေရောက်ထောင်နေကြတဲ့လူတွေရောက်တို့ကြောင့်ဘောပင်းနေကြိုင်ပြောလက်မလေးထိုးပုံးယုံနေဘယ်ပြည်သူကကျေနပ်မှာလဲဘယ်ပြည်သူမှမကျေနပ်ဘူးနော်ကျမအုံတော့လေကျမအတိညာနဲ့ကျမစဉ်းစားကြည့်ရဘယ်ဒီလူမကျေနပ်မယ်လို့မထင်နော်တို့လိုတွေကတို့တို့ကနှုတ်ဖြင့်လူတတ်နေတဲ့လူတတ်သမားဒီနော်နှုတ်ဖြင့်လူတတ်နေတဲ့လူတတ်သမားဒီကိုယ်တိုင်းပြူကိုမီးရှို့နေရနော် ရေနံကိုနိုင်ရကိုမီးရှို့နေလူတွေတို့တို့ကရေနံဒုတ်တစ်ဖက်မီးစတစ်ဖက်မဟုတ်ဘူးမီးဒုတ်တစ်ဖက်ဓာတ်စီတစ်ဖက်ဘုံတစ်ဖက်တစ်ဖက်ကိုင်းနေတဲ့ဟာနော်အဲ့ဒါလိုဟာမျိုးတွေလုံးဝမြန်မာပြည်နဲ့မတန်တဲ့ဟာကြီးမင်းများရဲ့မိကလာရှင်သူများနိုင်ကံမှာကျမတို့မြန်မာပြည်ကြီးကိုအမွမွအစိတ်စိတ်ကွဲအောင်လုပ်နေတဲ့သူတွေကို လက်မရေးထိုးပေးုံနေနဲ့ပြီးဖို့မတင့်တော့ပါဘူးရှင့်နော်မတင်တော့ဘူးเนาะတို့တို့ရေကြောင်းဗါရရုပ်ရှင်မင်းသမီးတွေဗီဒီယိုမင်းသမီးတွေမင်းသားတွေဆိုပြီးတော့เนาะတည်သူတွေကတို့တို့အားပေးရเนาะအဲ့ဒါလိုမျိုး တချို့တွေနေပဲနေဆိုပူဆိုးတွေ လူအချင်းချင်းမမြင်ဘူးကြောက်လေလူအချင်းချင်းမမြင်ကြောက်ဟာဘေသူမင်းသမီးဘလူလာပြီအဘေသူမင်းသားဘလူလာပြီဆိုအိုးပွဲပြေးကြည့်ကြတာအဲ့ဒါလိုမျိုးနော်တချင်းဆိုတော့ဇက်ပွဲတွေမှာတချင်းဆိုတဲ့ဒီတိုင်းပဲနော်အေးသူတို့ကိုအားပေးတဲ့ပြည်သူတွေကိုအခုသူတို့တတ်ခဲ့တာအသက်ပေါင်းများစွာနော်သူများနိုင်ငံလော်ပြီးတော့တတ်ခဲ့အသက်ပေါင်းများစွာကျမပြောရမယ်အထဲထဲမှာတော့ဖြူဖြူကြော်သိမ်းနော် ဖြူဖြူကြော်သိမ့်ဒီကောင်မမြန်မာပြည်နဲ့လည်းလုံးဝမတန်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူကရန်ကုန်တိုင်းရန်ကုန်တိုင်းတကုံတကုံမြို့နယ်ပေါ့နော်။တကုံမြို့နယ်တကုံမြို့နယ်စတရဆေးရုံနော်စတရဆေးရုံကဒေ900နော်အမတ်နစ်ဆေးရုံပေါ့ကဒေ900နော်ကဒေ900ဗန်နာနဲ့နီးလေဆိုချွေချုံဖျားဖက်နဲ့နီးပါအဲ့ကဒေ900မှာသူကအရင်တုန်းကဆရာမနော်ဆေးရုံဆရာမ နော်ဟိုပြည်သူတွေသိအောင်ရှင်းရှင်းလင်းလင်းကျွန်မကတော့ထည့်ပြောမယ်ဒီစေးရုပ်ဆိုတာအာမီနော်အာမီဆိုရသိရကြီးတက်ကကြီးတက်ကတိဆောက်ထားတဲ့စေးရုံအဲ့စေးရုံမှာသူကအလုတ်လုတ်ခဲ့တာနော်အလုတ်လုတ်ခဲ့အခုသူကမြန်မာပြည်ပြန်လာပြီးတော့မြန်မာပြည်တကယ်လို့ပြန်လာခဲ့ပြည်နေသူကဆံမပြန်လုံးဒီကောင်မကပြည်သူတွေစေးထုတ်မတော့ရဲ့လို့ပြောလို့မရအောင်နော် နော်အစိမ့်မြန်တင်သူကဆေးထိုးတိုင်တာမှာဒီကောင်မတော့လုံးဝမြန်မာပြည်နဲ့မတန်တဲ့ကောင်မနော်မြန်မာပြည်နဲ့လုံးဝမထိုက်တန်တဲ့ကောင်မနော်သူကဘာဖြစ်လို့သူကဒီစစ်စေးုံမှာသူကတန်မှန်ပြည်သူဝင်တန်းမဟုတ်ဘူးနော်တန်မှန်ပြည်သူဝင်တန်းမဟုတ်ဘူးသူကအလာကိုသူကအသားထဲကလောက်ထွက်တဲ့လောက်ကောင်မနော်သူကအသားထဲကလောက်ထွက်တဲ့လောက်ကောင်မဖြစ်ဖြစ်ကြောတဲ့ရ နော်သူကအမတ်နေစစ်စေးယုံဂဒင်900နော်ဂဒင်900ဂဒင်900လားတထောင်လားမသိဘူးနော်မရောက်မနေဘူးအဲ့မှာ तू ကဆရာမနော် तू ကအဲ့ရောက်ခါကျ तू တကယ်လို့မြန်မာပြည်ပြန်လာရဲ तू ကလူနာလူစေးထုတ်တတ်မဲ့အစားလည်းမပါနဲ့ဘာဖြစ်လဲ तू ကစစ်စေးယုံမှလောက်တာလေ तू ကပြည်သူတမန်ပြည်သူတယောက်လည်းမဟုတ်ဘူး तू ကစစ်စေးယုံမှအလုပ်လုပ်တာနော်ဝန်ထမ်းတယောက် အခုလိုမျိုးကိုယ်တိုင်ပြီကိုဖျက်ပြီးတော့သူကနိုင်ငံကြရင်သွားတော့ပြီးလုံနေတာဒီကောင်မမြန်မာပြည်နဲ့လုံးဝမတန်တဲ့ကောင်မသူ့ကိုပြေထိုက်တန်တဲ့အပြစ်လေးကိုပေးပါလို့ကျွန်မတောင်းဆိုပါတယ်ရှင်။နောင်ချူကတကယ်ကိုဒီနေ့တရင်ကြခဲ့အရင်အားရစေ။ဘာဖြစ်လို့စစ်ရဲ့သဘောတရားရစစ်သားတွေဆိုနားလေတယ်။ဘာဖြစ်လို့ဒီလောက်နည်းနည်းလေးပဲကြံနေဟောက်ပြေးပြီးတော့ ဒိမ့်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 နဲ့မတိုက်သွားတာလေလို့သူတို့ခဏခဏမေးနေတယ်။စစ်သားတွေဆိုသဘောပေါက်တယ်။ဟိုဟာတိမ်ပင်လေကိုတိမ်ပင်လေကနေမောင်းထုတ်လိုက်တဲ့ကောင်းနေရလေ။အဲ့ဒီအခုဂုတ်ထိတ်ဂုတ်ထိတ်ကိုပြေးမဲ့သဘောရှိရတယ်ထင်တယ်။အဲ့ဘက်တောင်ကျောပေါ်မှာရောက်နေရတယ်အများကြီးပဲတဲ့။အဲ့ဘက်ကိုရောက်နေရတဲ့တမတော်သားတွေတတိထားဖို့အဲဟို နောင်ချူကအိမ်ကိုပြစ်ထားခဲ့ရတဲ့လူတွေအမြန်ပြန်ခြင်းနေလာပြီဟိုဘာလို့နှစ်မိုင်မဲကျန်တော့တာကိုမြင်မြန်မသိနေလဲသုံးမိုင်မဲကျန်တော့မြင်မြန်မသိနေလဲဆိုတာစစ်ရဲ့သဘောတရားအရာပေါ့နော်သွားတိုက်လို့ဝုန်းဆိုလှုပ်လှုပ်လိုက်ရတယ်လေဒါမှမဲ့လေစစ်ရဲ့သဘောတရားအရာတတ်မလို့သားကြီးဆိုသိမယ်ကျမပါပြောချင်တာလဲဆိုသိမယ်သူတို့ကလည်းဘာလည်းမသိဘူးတစ်တော်ကလေပေးမတွင်ဘူးတော့ နောက်ချိုသတင်းလေးပြောလိုက်ရင်ချက်ချင်းမဲ့တရီပေးချက်လာတယ်နိအကောင့်ကျစီချင်နေပြီထင်တယ်။နိရဲ့အကောင့်ကျအောင်လို့ထင်တယ်။တစ်ချိန်လုံးလို့တရီပေးစာတော့လျှောက်လာတယ်။ဒါမှဒီကအခုစမ်းပြီးတင်ကြည့်လိုက်ဦး။ဟိုပါလေ။ဟိုနောက်ချိုတကယ်ရောက်တော့မှကျမအဒီနေ့သတင်းကြခဲ့တော်တော်လေးဦး။တကယ်ဦးနီးနေပြီ။တရွာကျမသွားခဲ့ဘူးတဲ့နေရာဆိုရင်တရွာနေရွာအဲ့လောက်ပဲလူတော့တာ။ဟို ဂုတ်ထိတ်ကိုပြေးဖို့ကြံနေပြီဆိုဖင်နာရောက်နေလဲသဘောပေါက်တော့ဂုတ်ထိတ်ကိုပြေးမယ်ထင်တယ်ပုံစံကြည့်ရသူတို့ခံမှန်းတာပေါ့နော်ရွာသူရသားတွေအဲ့ဘက်ကလူတွေခံမှန်းပြီးတာဂုတ်ထိတ်ဘက်ကစုပ်ကုန်ပြီတဲ့တဖြည်းဖြည်းနဲ့ကျုံသွင်းလာပါပေါ့နော်ဒီဘက်ကလည်းအုံမတိဘက်ကနေပြောအုံမတိရနေအုံမတိဆိုရင်အုံမတိအုံမခါလန်းစုံပြီးလို့ရှိရင်ဟိုဆမ်ဆယ်အဲ့လန်းစုံလေးတွေပြီးလို့ရှိရင်ချွေညောင်ပင်ရောက်ရောက်ပြီပဲလေနောင်ချူကအဲ့ဒါ အိုင်နာပဲပေါ့ရှေ့ဘာလို့ထမ်းမလို့ရလဲအားမလို့အားမရတွေဖြစ်နေတာအဲ့ဒါကိုကြည်ချင်းအားဖြစ်တက်မလို့ယုံကြည်လာတဲ့လူတွေပုံများလာပြီပေါ့နော်တက်မလို့ဖိုက်တာတွေကလည်းတကယ်ဖိုက်နေပြီဒီတစ်ခါတော့ဒီလားတကယ်ဖိုက်နေပြီနောင်ချူအကြောင်းတင်စမ်းကြည့်ရအခုနောင်ချူအကြောင်းတင်နဲ့အကောင့်ကိုချဖို့လုပ်နေသတိပေးလာလာတယ်ကဲချူချူချူကမစက်မီတော့ကျွန်တော်လည်းသိနေကြပြီနော် ရွာကကျွန်တော်အတော်တူဖုံးဆက်လာတကွန်ကွန်လက်ဩတူ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 အငါရွာဖုံးလိုက်ပါဆက်လို့ပါလားဆိုပြီးကြိုင်လိုက်တယ်လေကျွာဆိုတည်တယ်ပွင့်လဲတယ်အေးမင်းလက်ဘာသာရှင်တန်းရောက်နေပြောရတဲ့နင်းငယ်ချင်းလေးပဲအဲနေနားမှာကြည့်ကြည့်ခေါ်ထားလို့မရဘူးလားပြောပြပြီးတော့အာအတော့မရဘူးကျွန်တော်ရင်မဟုတ်အထက်အကြီးကြီးလည်းမရဘူးသူတို့ ဘသူပဲဘာပဲဖြစ်ရှင်လို့ပဲအတိုင်းဝါပဲညီကောင်ပါပဲမရဘူးတော့သစ္စာတော့တတိတ္တအမတမိတ်ထဲအလုံးလောရတာအမိတ်ကိုလာခံရတယ်မရဘူးတော့ဒီလိုလည်းဘာမှအားကိုးလို့မရဘူးတဲ့ကိုယ်တငယ်ချင်းကြောင်လို့ရှိတဲ့ရောက်လို့ရတယ်ဩအတော်ရဲ့ဘာဖြစ်မှာဘူးတော့စစ်သားလည်းမသေးပါဘူးလို့နော်ကျော်ကျွန်တော်ရွာထွက်လာတာ18နှစ်ကျော်ပြီအခုကျွန်တော်ဆက်ပြီး18နှစ် နော်ကျွန်တော်သိပြီရှီတန်းမှာသိတယ်ဆိုရင်အတော်ကျွန်တော်တော်ဘူးကြားနေတော့မဟုတ်ဘူးလို့တော့နော်အခုတခုတော့လာမလဲနော်အခု live မှာကျွန်တော်အခု TikTok မှာပေါ့လေကျွန်တော်အကောင့်ကြည့်လဲကြည့်ကောင်းလဲကြည့်ကောင်းလဲမကြော်လဲကြော်လဲလူတူတူစစ်မှာထားဆောင်နေတဲ့မိဘတွေလည်းပိုင်ပါလိမ့်မယ်ဒါတာသမီတွေရှီတန်းရောက်နေမိဘတွေလည်းပိုင်ပါလိမ့်မယ် နော်ကိုသားသမီးနဲ့ဖုံးဆက်သွယ်ရလို့ရှိရင်တစ်ချက်ပြောပြီးနော်စစ်သားတိုင်းကမသိပါဘူးနော်ရှိတဲ့ယောက်တိုင်းလည်းမသိပါဘူးစုထမ်းတိုင်းလည်းမသိပါဘူးနော်အခုဖြစ်နေတာတွေကဘာလို့ဆိုအမိတ်ကိုမနာခံလို့ဖြစ်နေကြတာနော်ကိုအကြီးကပြောတဲ့အမိတ်ကိုဆရာသမားပြောတဲ့အမိတ်နော်ကိုရဲ့စင်ရပြောတဲ့အမိတ်မနာခံလို့ဖြစ်နေတာ တိုက်ပွဲမှာကြလို့ဖြစ်နေကြတယ်မဟုတ်ဘူးเนาะအခုဒီလူစစ်တွေဟုတ်လားအဲခြေလောက်ထိွားတာတို့လက်ထိွားတာတို့เนาะအဲ့ဒါအမိတ်မနာကလို့ဖြစ်တာသစ္စာဆိုတာမိတ်တာကံရတယ်เนาะဘာဖြစ်လို့လဲဒီလမ်းမသွားနဲ့ဆိုရင်သူတို့ကသွားတယ်ချိုးပြီးသွားလူငယ်တော်သဘောသဘာဝချိုးပြီးတော့သွားတယ်เนาะညဟိုညဖက်တွေပဲတိပုတ်เนาะ မစရိပါစုံမဆိုလဲဒီတိုင်းမသွားနဲ့ဒီနေမသွားနဲ့မဟုတ်သူတော့နည်းနည်းသူများထက်ထူးလိုက်ရမှာသူများထက်ပို့ပြီးတော့ထဆောင်းလဆောင်းထက်လိုက်ရမှာနော်ဒါလူတွေပါဒီလမ်းကိုမသွားနဲ့ဒီဘက်ကိုတွားဆိုရင်မဟုတ်စနေလေးဖွာကိုလေးတော့တူတူထူးလိုက်အဲ့ဒါကြီးကြောင့်အမေကိုမနာခံလို့ဖတ်တာပါနော်အမေကိုနာခံပါမဖြစ်ပါဘူးနော်